ချိန်မှာဘာလို့လိုချင်လဲလို့မင်းသူ့ပြန်လိုချင်ပါလဲအဲကြပါပြီအဲ့ဒါနော်လူတွေကသူ့မှာအောင်မင်းလို့လိုက်ခံစားနေကြတာမခံစားပါနဲ့လို့အမကတော့အဲကိုလှုပ်ချင်တာလှုပ်ရတဲ့အတွက်ဘယ်ရာပဲဖြစ်ဖြစ်ကိုလှုပ်ချင်လို့လှုပ်ပြီးမှတော့နောင်တာမရဘူးဘောတချို့တွေလည်းမလေးဒီရွယ်ချက်မှာလိုက်ပြီးတော့တန်းတာအနေနဲ့ဘောမဟုတ်ကျမဒီရွယ်တန်းတာတာမဟုတ်ဘာလို့လူငယ်တွေစသုံးနေကြလဲ။ तू နဲ့ရုပ်ရှင်နဲ့ဘယ်ဟာရွေးမလဲ။အမသူ့မျက်နှာကိုစိတ်စိတ်ကြည့်ပြီးပြောခဲ့တယ်။ ုပ်ရှင်ကိုယူရတယ်။အာပရိသတ်မျက်ရည်ကျတာတော့ဒါဒုတိယပေါ့။ကိုစီအောင်တော့မျက်ရည်ကျသေးတာပဲ။မင်းနေတဲ့သူတော့မျက်ရည်ကျတော့ပြောနိုင်တယ်ဆိုတော့စဉ်းစားကြည့်ပေါ့။မရှိတော့တဲ့မိဘနှစ်ယောက်ပေါ့နော်။နံပါတ်1ပြီးတော့သူ့ကိုပြန်လို့ချက်ပါလေ။အမတီဗီကြီးကိုမကြည့်ပြတော့တာ73နှစ်လောက်ရှိပြီ။အမေမရှိတည်းကမကြည့်တော့။ဘာဖြစ်လို့ဆိုတော့အမေနဲ့အတူတူအမကိုရီးယားကညာတိုင်းကြည့်ရ ဆိုတော့အမေမရှိတဲ့ချိန်တွေကစပြီးအမအဲ့ဒီ TV ကမရှိတော့မရှိတော့ဆိုတော့အဲ့လိုတင်ရမှာပေါ့လို့ပိတ်လိုက်တော့တာပေါ့နော်အဲကြပါပြီအဲ့ဒါနော်လူတွေကအခုမှအောင်မင်းလိုလိုက်ခံစားနေကြတာမခံစားပါနဲ့လို့ရမ်းကြနေပါပြီလို့အဲမရှိပါဘူးနောင်တာကတော့ဘာဖြစ်လို့ဆိုကိုလှုပ်ချင်တာကိုလှုပ်ခဲ့ရတာပေါ့နော်အမကတော့အဲကိုလှုပ်ချင်တာလှုပ်ရတဲ့အတွက်ဘယ်ရာပဲဖြစ်ဖြစ် ဟိုလှုပ်ချင်လို့လှုပ်ပြီးမှတော့နောင်တမရဘူး။ဒီပေါ်တချို့တွေလည်းမလေးဒီရဲကြီးမှာလိုက်ပြီးတော့တန်းတာမနေနဲ့ဘောမဟုတ်ကျွန်မဒီရွယ်တန်းတာမှာဘောလုံခဲ့တဲ့သုံးနှစ်ကောင်။ဒီရွယ်မှာတော့ဘသူမှမတန်းတာတော့ပါဘူး။ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းသူ့ပြန်လိုချင်ပါလဲ။ကို့အကြောင်းကိုပြောပြနေတဲ့အချိန်မျိုးဆိုတော့လေအမကဒီဒီချာချာပေါ့နော်စကလုံးကိုရွေးပြီးတော့ နားလည်အောင်ပြောရတာပေါ့နော်အဲအကြောင်းစကားလုံးတိုင်းကလည်းတေချာဟိုပြပြပြင်းပြင်းကြားရတာပေါ့နော်ဒါပြောအထီးထီးမိမိရှိရဲလို့ခံစားရတာအမှန်တော့တေချာစဉ်းစားပြီးပြောနေရတာအာပရိသတ်မျက်ရည်ကြတာတော့ဒါဒုတိယပေါ့ကိုစီအောင်တော်မျက်ရည်ကြသေးတယ်မင်းနေတဲ့သူတော်မျက်ရည်ကြတော့ပြောနိုင်တယ်ဆိုတော့စဉ်းစားကြည့်ပေါ့သူကချက်ချင်းမြစ်တာရေတော့အမောက်တကယ်အပြေဝပေးခဲ့တာဟုတ်တယ် ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းမရှိတော့တဲ့မိဘနေရပေါ့နော်နံပါတ်1ပြီးတော့သူ့ကိုပြန်လို့ချက်ပါအဲ့ဒီကအမတို့ကဆင်းရဲတာပေါ့နော်အာအမကအဲ့ဒီစကလုံးကိုပြန်လိုချင်တယ်ဆိုရဲစကလုံးကိုတုံးခဲ့တာလေအမဘုရားမှာပြည့်စုံတဲ့အချိန်မှာအမဒီအောင်တုံးခဲ့အမအတွက်တကယ်လိုအပ်နေတဲ့အရာကအဲ့ဒီအချိန်ကမိပါလေ မိဘနဲ့ဒီအလုပ်ပေါ့နော်မိဘကိုဒီအလုပ်နဲ့ရှာကျွေးနေရတဲ့အတွက်အမမတကယ်ကိုလိုအပ်တဲ့ဒီအလုပ်ကအလုပ်တစ်ခုပေါ့အမရဲ့ဒီအလုပ်ကအောင်မြင်ကစားအောင်မြင်တဲ့လမ်းကြောင်းပေါ်မှာအမဆက်ရှောက်နေပြီဆိုတဲ့အချိန်မှာတော့မိဘအတွက်ကလွဲလို့အမဘသူအတွက်ကပုံပြီးထက်လည်းမစင်စားပေးနိုင်ဘူးဘသူ့အမလည်းမရွေးချယ်နိုင်ဘူးပေါ့နော်အာမိဘအတွက်ပဲဒီအလုပ်ကိုရွေးချယ်လိုက်တာကိုလုံးမယုံတတ်ဘူးမအတွက်ပြောတယ်စိုက်တာရွေးပါ chance ပေးတယ် လူချင်းတာအကုန်ပြီးမယ်။သူနဲ့ရုပ်ရှင်နဲ့ဘယ်ဟာယူမလဲ။အမသူ့မျက်နှာကိုဆေးဆေးကြည့်ပြီးပြောခဲ့တယ်။ရုပ်ရှင်ကိုယူတယ်။အမမိဘတွေအတွက်ပဲမင်းရစဉ်းစားတာပေါ့နော်ဒီလောက်လောက်တဲ့ချိန်ရစာဒီရတဲ့ဝင်ခွင့်ယူတဲ့မိဘတွေပဲဟိုသူတို့ပဲစီမံခန့်ခွဲတယ်သူတို့ပဲအုံပေးတာအဲဒါပေမဲ့အဲ့ သူတို့တည်းသူတို့အတွက်ဆိုရင်ဟာဒီမရှိလာတဲ့အချိန်ရတဲ့အခါမှာကိုတယောက်တည်းပေါ့နော်ဒီပတ်စံတို့ကြီးကြိုက်ပြီးတော့တာမှာပဲဘာလို့ရင်ကောင်းမလဲဒါပေမဲ့အခုတော့အခုတော့အရန်သုံးတက်သွားပြီ delivery ခလာလာသုံးတက်ခလာလာအဲ့ဒါတွင်းနဲ့သုံးတော့ပါ။အတွင်းနဲ့သုံးတော့။ချက်ကြည့်ကြရင်ခပိုင်လုံးအောင်လဲ။ဒီမဆက်ဘူးအမ်လဲဆိုတော့အရင်တော့စိတ်ညစ်တာပေါ့နော်။အော်ကြာလာတော့လေ။အော်အေးငါတို့တက်အချိန်လေးလုပ်ပေးပါမယ်။ဘာညာလဲဆိုအာကိုကတော့တက်တိုင်းဘယ်လိုသုံးအောင်လဲဆိုတော့တီးပါ යි ။ ငါအောင်မြင်မဖြစ်မယ်ငါမိပါတော့ဟိုဘက်ကခြံကြီးဝင်းကြီးတွေတောင်ငါပြစ်ပြီးရွေးထားတာဘာတော့တော့မဆုံနိုင်ဘူးကြားတယ်အမတက်ကြီးကြော်ကြော်လောက်တော့ကြားအဲ့နောက်ပိုင်းကျတော့အမစဉ်းစားတာပေါ့နော်။ငါဒီလိုကြီးပြောကြီးဖြစ်နေရင်အမအလုပ်လည်းမလုပ်နိုင်ဘူး။စိတ်ကလည်းမပြုံးဘူးပေါ့နော်။အဲ့တော့ငါဘာလုပ်ရမလဲ။ငါဒီတိုင်းကြီးသွားနေရင်ငါလုံးဝပါလိမ့်မယ်။ ဟိုစိတ်လည်းမပြောတော့စိတ်အားဝင်နေပါရင်လည်းပြရတယ်အမချမ်းမရရင်မကောင်းအဲ့တော့အမအစာရင်ရှိတော့စိတ်ကနေမကောင်းလေအစာရင်က guest တွေကပိုထွက်လေအဲ့ရတွေကမထားနိုင်ဘူးအဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမှာအမစိတ်ကိုပြန်ပြင်ရမယ်အဲလူလူတိုင်းကတော့ဒီတန်းကိုတွားကြရမှာပဲကိုယ့်အဖေနဲ့အမေမှမဟုတ်ဘူးနော်ကိုလည်းတွားရမှာပဲအဲ့တော့သူတို့အရင်တွားတယ်သူတို့အရင်တွားတဲ့အချိန်မှာငါအကောင်းဆုံးပြအောင်လုပ်ပေးနိုင်တယ်အဲ့အတွက်ဒီထက်ကောင်းအောင်ငါဘာလုပ်ပေးနိုင်လဲ ြန်စဉ်းစားတယ်သူတို့မလူခဲ့ရတဲ့အလှူတွေပေါ့နော်အဲ့အရာတွေကိုငါလှူပေးမယ်ငါမှာတာဝန်တွေရှိတယ်ငါတပီးအကြီးတယောက်အနေနဲ့ပေါ့နော်အဲ့လိုပဲအမတွေးပြီးတော့ဖြေသိမ့်ပြီးတော့အဲ့အကြောင်းအရာကိုဝန်ရမယ်ဟာဘူးပေါ့နော်အာအမအရန်ဘယ်လိုခေါ်မလဲတခုခုပေါ့နော်ဟိုဟာဖြစ်တယ်ဆိုတဲ့အချိန်မျိုးတွေစိတ်ခံစားရတယ်ဆိုတဲ့အချိန်မျိုးကအမ TV ကြည့်လိုက်တယ်အာ TV ကြည့်ရဆိုတာက ဟိုယူ TV အကြီးကိုကြည့်တာမဟုတ်ဘူးအမ TV အကြီးကိုမကြည့်ပြတော့တာ73နှစ်လောက်ရှိအမေမရှိတယ်အမကြည့်တော့ဘာဖြစ်လို့ဆိုတော့အမေနဲ့အတူတူအမကိုရီးယားကညာတိုင်းကြည့်တာညာတိုင်းကြည့်တော့အဲ့ဒီ TV ကြီးကကိုရီးယားကအခုချိန်ထိလာနေတော့ပဲလေ Channel 4ကဆိုရင်6နိုင်15 6နိုင်45ခေါ်တာအမေကတကားပြီးတကားထိုင်ကြည့်ရတော့အမေနဲ့အတူတူကိုကလည်းကြည့်ပေါ့နော်ဆိုတော့အမေမရှိတဲ့ချိန်တွေကစပြီးအမအဲ့ဒီ TV ကြီးကမရှိတော့မရှိတော့ဆိုတော့အဲ့လို အတင်ရမှာပေါင်းပြီးတိတ်လိုက်တော့ပေါ့နော်အဲတိတ်ပြီးတော့အမလည်းတီဗီမကြည့်တော့မာဘူးဖုန်းလည်းမကြည့်တာပေါ့နော်ရုပ်ရှင်ဆိုလေအာအချစ်ကိုလိုချင်တယ်ဘာပဲပြောဟိုအချစ်ကိုပဲလိုချင်လိုချင်တန်ရောစီပဲလိုချင်လိုချင်မြစ်တာပဲလိုချင်လိုချင်ကိုကအရင်စပေးရပါမယ်လေကိုလိုချင်တဲ့အရာကိုကိုကစပေးမှာတစ်ဖက်လူကပြန်ရမှာတစ်ဖက်လူပြန်ပေးတာကိုခံရမှာအဲ့တော့ဘဲသူ့ကိုမှမပေးချင်တော့ကိုယ်အိမ်မှာရှိတဲ့မောင်နှမတွေကိုပေးနေရတာတည်းဒီချင်းကုန်းတွေဒီ မဖြစ်တော့ပါဘူးဘူးမမလို့ချင်တော့လားဒါပေမဲ့အတုံးစိတ်ခွဲပေးရမှာစလို့မလေးညီမတို့အဲ့အဲ့ဒီမေးခွန်းပြောရင်မမေးရအောက်ကဒီ comment တွေလာမလို့ရွတ်တော့နေပြီလို့သူကစုံနေပြီလို့အချစ်စကားဟာခုချိန်ထိပြောရမလားလို့ပြရမလားလွတ်ရနေပြီเนาะလွတ်ရနေပြီ comment တွေက